သူများအသက်မသက်သင့်ဘူးတတဝရတိုင်းတတဝရတိုင်းဟာကိုယ့်ရဲ့ရှင်သန်မှုကိုတတဝရတိုင်းမျက်နှိုးတယ်ဘယ်သူပဲတတဝမှာမသေးခြင်းဘူးတရားမှကြောက်တယ်အဲ့ဒါလို့သူတော်ဘာရဲ့ရှင်သန်မှုသူတော်ဘာတံပိုးထားတဲ့အရာကိုဖျက်ဆီးမယ်ဆိုရင်ကိုယ့်ရဲ့ရှင်သန်မှုဟာလည်းပဲအကြောင်းတစ်မျိုးမျိုးကြောင့်တစ်ချိန်ချိန်မှာဖျက်ဆီးရလိမ့်မယ်လောကကြီးရဲ့သဘာဝဆိုတာအလွန်တရားတယ်မြတ်တာတယ်တူညီတဲ့အကျိုးပေးကိုရတယ်ဟုတ်လား လောကကြီးမှာလူတွေတတ္တဝါတွေကဘာကိုတန်ဖိုးအထားဆုံးလို့လဲမေးရင်ဒီရှင်သန်မှုကိုတန်ဖိုးထားတာပဲအဲ့ဒီတန်ဖိုးအထားဆုံးဆိုတဲ့ရှင်သန်မှုကိုဖြည့်စည်တယ်ဆိုရင်ဒါအလွန်ဆိုးွားတဲ့အမှုကြီးပေါ့ဟုတ်တယ်မဟုတ်လားသူများရဲ့ရှင်သန်မှုကိုကြာတော့ဖြည့်စည်ခြင်းနဲ့ကိုယ်ရှင်သန်မှုကိုကြာတော့အထီးကိမခံနိုင်ဘူးဆိုရင်ဒီလူဟာစိတ်ကောင်းရှိတဲ့လူလို့ဆိုမလားစိတ်ယုံမှရှိတဲ့လူလို့ဆိုမလားအေးဒါစဉ်းစားတယ်ပေါ့ဆက်ပြီးတော့စဉ်းစားနော်ပိုင်ဆိုင်မှုလူတိုင်းမြတ်လို့တယ် ခိုးတယ်ယူတယ်ဆိုရင်ဒါပိုင်ဆိုင်မှုကိုဖြစ်စေတယ်။လူတိုင်းဒီကာမဂုဏ်ကိစ္စဒီအိမ်တော်ရဲ့ကိစ္စပါရခြင်းလေ။စဉ်းစားကြည့်ပါပေတတော်ဉာဏ်ရှိတယ်။ဒါကြောင့်မလုတ်တဲ့မလုတ်ထိုက်တဲ့အလုတ်ကိုမလုတ်မိအောင်ကြိုးစားဖို့ကပိုပြီးတော့အရေးကြီးတယ်။လုတ်တဲ့လုတ်ထိုက်တဲ့အလုတ်ကိုပါလုတ်ဖြစ်အောင်ကြိုးစားအောင်မယ်ဆိုရင်တော့ဒါအတိုင်းထက်အလွန်ပေါ့နော်။ဒါကြောင့်ပေတတ်ပေါင်းသူတော်ကောင်းတို့အဲ့ဒီမြင့်မြတ်တဲ့သီလတမာရီပညာတို့ရဲ့အကြောင်းတရားဖြစ်တဲ့သီလနိဗ္ဗာန်ချမ်းသာကိုမြန်မြန်ရရစေနိုင်တဲ့သီလ သူတော်ကောင်းတရားမှန်သမျှတို့ရဲ့တရားဖြစ်တဲ့သီလသီလရဲ့ဂုဏ်ကျေးဇူးကိုပြောရင်တော့ကိုယ်နိုင်ဘွယ်ရမရှိဘူးဟုတ်လားသီလတကယ်ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်မှလူလောကကြီးမှာရဲရဲချင်းချင်းနေနိုင်တဲ့နောင်တရစရာဘာမှလည်းမရှိဘူးเนาะဒီကနေ့မှတူတူဝေသေးစရာအကြောင်းလည်းမရှိဘူးဟုတ်လားပြီးရင်သေပြီးတဲ့နောက်ကောင်းရမျက်ရာကိုလည်းရောင်းနိုင်တယ်เนาะပိတ်တကြသွားရင်ညှို့ငယ်စရာလည်းမလိုဘူး မကောင်းတဲ့ကြောသောတန်တွေထွက်เสียအကြောင်းလည်းမရှိဘူးတကယ်တမ်းကသီလရဲ့ဂုဏ်ကျေးဇူးပြောเสียရအများကြီးရှိပါတယ်အဲ့ဒီလောက်ကောင်းတဲ့တကယ်တန်ဖိုးရှိတဲ့သီလဆိုတာဒီခန္ဓာကိုယ်ကြီးကိုပဲအရင်ပြုပြီးတော့ရှားရတာခန္ဓာကိုယ်ကြီးဟာသူကြီးတက်တက်ဆိုရင်တော့တန်ဖိုးတကယ်ရှိတယ်လို့မဆိုနိုင်ဘူးသီလဆိုတဲ့အနှစ်ကိုထည့်နိုင်မယ်ဆိုရင်တော့ဟောအနှစ်နဲ့တွဲသွားတယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ဘောင်းတော်တော်တို့ တိလမပါသောခန္ဓာသည်အနှစ်ကင်းတယ်ဟုတ်လားတိလပါတဲ့ခန္ဓာသည်သာလေအနှစ်တီးတယ်ဆိုတာကိုနားလည်ပြီးတော့